မင်္ဂလာပါချက်တော်မျိုးလို့ရေကျမတို့ငုံခိုင်ဖြစ်ပါတယ်ဒီနေ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ပေါ့နော်ဒါအခုကျမရောက်ရှိနေတာကရှစ်ပြည်သာမြို့နယ်ဒီဘယ်ရက်ကွက်လဲဟွာ29ရက်29ရက်ကွက်မှာရှိတယ်မနေ့ကဟိုဒီဟွာနိုင်သားရကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဟိုပျက်စီးခိုးယူထားတဲ့ဒီဟိုပေါ့နော်ဒေါ်ဝါဝါလိုင်ရဲ့စိုင်မှာပျက်စီးတွေ့တာသူပျက်စီးခိုးယူထားတဲ့အမ နော်အခုဆွဆွဲပြီးတော့ line မှာမှာရိုက်နေခံထားရတဲ့ဒေါ်ရခိုင်မခေါ်နာမည်ကဘာလို့လဲမသိဘူးဒေါ်မြင့်မြင့်ဆန်အိမ်ကိုကျမတို့ရောက်ရှိနေပါတယ်နော်ကျမရောက်ရှိနေပါတယ်ဒီမှာသူ့ရဲ့မိသားစုဝင်တွေတွေ့ရှိနေပါတယ်နော်ညာလေးကိုအဲတာတဲ့အဲထဲကိုဝင်မမတို့ကြောက်ပါရှင့် တော့မီတော်တော်မင်းရဲ့စံခေါ်ဘာကြိုင်မှနေတဲ့အခန်းလေးပါအခုဒီမှာကျမလာရောက်ပြီးတော့အမှန်တရားပေါ်ပေါက်ဖို့အတွက်ကျမရဲ့မိဘပြည်သူတွေကိုအမှန်တရားကိုကျမသိစေချင်တဲ့အတွက်ကျမလာရောက်ပြီးတော့မင်းမြန်းချင်းဖြစ်ပါတယ်ဒါရပ်ပတ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့သူ့ရဲ့တော့ရခိုင်မရဲ့သားသမီးတွေပေါ့နော်သားတွေပါရှိပါတယ်သားခဏလေးပေါ်ပေါက်ဖြစ်ပြီးပြန်ခိုင်းမယ်နော်မမီတို့တရားကြော်မယ် ကျမတို့လုံးဝဖြစ်ပါတယ်အမကဒီရောက်ပါမှာပါလဲမသိဘူးရှင်ကျမတို့မဟုတ်ဆောင်ဘူးပေါ့နော်ကျမတို့ကလေးတငယ်မှာဒီကောင်ဆောက်ရှိမှာလုတ်ခဲ့ဘူးလားပေါ့နော်ဒီကျမအကြောင်းနားလိုက်တယ်ပေါ့ဒါပေမဲ့ဒီနားမှာတော့ဘူးချင်းချင်းတွေပဲဒီလိုတရားနဲ့တရားခင်ကြောက်နေနေကြရတာပဲပေါ့အမရဲ့ဟိုနာမည်လေးတစ်ချက်လောက်ဒီဒီဟိုကလည်း ဒါနီလာဒါနီလာပေါ့နော်အခုဒီမှာပဲနေတာပေါ့နော်နားမှာပါဟုတ်လားဒီအခုဒေါ်ရခိုင်မနဲ့ပတ်သက်တာလေးတွေကိုဘာနဲ့ပတ်သက်မှုရှိလားမနဲ့ညီဆွေမျိုးတော်လားရှင်ဆွေမျိုးလည်းမတော်ဘူးဒီလိုပဲမြင်တွေ့နေတာနေအခုဒေါ်ရခိုင်မနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပေါ့နော်ဒီပြဿနာကြီးဖြစ်သွားတယ်နောက်ပြီးတော့အခုအဓိကကကလေးပေါ့ကလေးကိစ္စမှာဒေါ်ရခိုင်မကသူများကလေးကိုပို့ပြီးတော့ဒီဟာတွေကိုလှုပ်ရှားပါတယ်တခြားသောနေရာတွေမှာပြစ်မှုကျူးမှန်ပါတယ်ဟိုဒီကလေးကို ကိုပြီးတော့ဒီဟာကိုသွားပြီးတော့လောက်ဆောင်ပါတယ်เนาะဒီဒီဆိုင်မှာတွဲသားဒီဆိုင်မှာဒီကလေးကိုမိဘစီရမသိဘဲနဲ့ခိုးပြီးတော့သွားရောက်ပြီးတော့လောက်ဆောင်ပါတယ်နောက်ပြီးတော့တချို့မျိုးစုံဖတ်နေတာပေါ့ရှင်မီဒီယာတွေမှာနောက်ပြီးတော့တနေ့ကို2000ပေးပြီးတော့ခေါ်ပါတယ်ဆိုပြီးတော့ပြောတယ်နောက်ပြီးတော့ဒီကလေးပိုင်ရှင်မျိုးသမီးရကောပထမပိုင်းမှာသူကပြောကြားခဲ့တဲ့ဟာလေးတွေရှိတယ်เนาะဒီသူ့ကလေးကမနက်ပိုင်းဆိုရင်ဟိုဒီသူ့ကလေးကပျောက်သွားတယ်เนาะပျောက်သွားတယ်ဟို ဒီမနက်ပိုင်းကိုလာခေါ်သွားတယ်နေ့ကင်းကျရင်ပြန်လာပို့သွားတယ်အဲ့ဒါတွေကိုသူသိရပါတယ်ဆိုပြီးပြောထားတယ်ပထမ like လေးမှာနောက်ပိုင်းဆက်ပြောသွားတာကဒီအခုဒေါ်ရခိုင်မကအဲ့ဒီအမျိုးသမီးကအဲ့ဒီကလေးပိုင်ရှင်အမျိုးသမီးကသူနဲ့အမျိုးတော်တယ်ဆိုပြီးတော့ဝန်ခံထားပါတယ်သူရဲ့ဒါပါပဲ เนาะအဲ့ဒီကလေးပိုင်ရှင်နဲ့ပတ်သက်ပြီးတော့ကလေးအမေရလည်းပြောကြားချက်တွေနဲ့ပတ်သက်ပြီးတော့အခုအပြင်မှာမိဘပြည်သူတွေမှာတန်ရရတွေကတပြားတွေဖြစ်နေကြတယ်เนาะဒီတော့ရခိုင်မကအချိန်တိုင်းကကအပြင်မှာကလေးတွေကိုအကြောင်းပြပြီးပို့ခဲ့တယ်တင်းမှုတွေကျွလွန်ခဲ့တယ်ဆိုတဲ့ဟာတွေကိုเนาะအဲ့ဒီဟာတွေကိုအခုတော့ရခိုင်မနဲ့ကျမငါရောက်တွေ့ဆုံတာပါအမားတို့ကအခုတော့ရကျမရောက်နေတဲ့အချိန်မှာတော့ရခိုင်မမရှိဘူးပေါ့เนาะဘယ်ရောက်နေတယ်လဲရှင်ဒီဟာကတော့ရခိုင်မနဲ့ဘာတော်လဲသိချင်တယ်မသား နော်ဟိုဒေါ်ရခိုင်မိုင်မှာသားပနေယောက်ရှိတယ်သားသမီးဒီတယောက်သားသမီးလက်ရှိဟိုဟာ3ယောက်ရှိတယ်3ယောက်ကတယောက်ကသေသွားတယ်အကြီးမကတော့အခုဘယ်ရောက်နေမှန်းမသိဘူးမောင်လေးကအခုဒေါ်ရခိုင်မနဲ့လက်ရှိအတူနေတာလားမနေဘူးဟုတ်လားမနေဘူးသားရင်ပေါ့အခုဒီအခုဒေါ်ရခိုင်မပေါ့နော်မောင်လေးအမိဖြစ်သွားတဲ့အပေါ်မှာဒီခလေးလေးနဲ့ပတ်သက်မှုကိုမအောင်တစ်ချက်လောက်ပြောပြပါအောင်အပြင်မှာကတို့လောတို့လောနဲ့ပြောနေကြတယ်ဘာဖြစ်ဒီလိုအမှန်တရားပဲသိစေချင်တယ်เนาะအမှန်တရားဥပဒေထမ်းမှာမြေသူနောက်မရှိစေရဘူးเนาะ မမကမိဘပြည်သူကိုချပြနေတာကျွန်တော်ပြောပါမမကမိဘမမမရဲ့ဒါကျွန်တော်ရဲ့အမေဟုတ်ပါပါအခုကျွန်တော်လက်ရှိယူထားတဲ့ကျွန်တော်မိန်းမဘက်ကပါလာတဲ့တမီးတမီးကနေမှငွေးတဲ့ကလေးမိန်းမရဲ့တမီးမရပါဘူးမရပါဘူးတမီးအဲ့တမီးကနေငွေးတဲ့ကလေးလေးကလေးလေးဟုတ်ပါဘူးမိရမတော်ချင်လဲရတယ်ဟာဘယ်လိုလဲတော့မတော်ချင်လဲရတော်ချင်လဲရတယ် မတော်ဘူးပေါ့မိမိမဘက်ကမောင်လေးနဲ့ငွေထားတဲ့သွေးသားမဟုတ်ဘူးမောင်လေးမိမဘက်ကမှပါလာတဲ့အရင်အိမ်အောင်ရဲ့ပါလာတဲ့သမီးရဲ့ကလေးဆိုတဲ့အတွက်ဆွေမျိုးကတော်လို့မရဘူးတခြားစီပဲနော်ဒါပေမဲ့ဒီပတ်သက်မှုလေးပြောပြပါဦးပတ်သက်မှုကဒီကလေးကိုကျွန်တော်အမေကခေါ်တယ်ဖောက်ချောက်ပေးတယ်ရေမိုးချိုးပေးတယ်သူတွားလိုက်အောင်ခေါ်သွားတယ်သူတို့လည်းထဲ့တယ်အခုလက်ရှိကျွန်တော်သူ့အမေလည်းကျွန်တော်မိမဒီကောင်မလေးရဲ့အမေလည်းတိတယ် ပါဝင်ရင်အကုန်လုံးတည်တယ်။ဒါမှတရွာလုံးမာကြီးမယုံဘူးကျွန်တော်ပြောတာမယုံဘူးဆိုလို့ချင်းတရွာလုံးလိုက်မေးလို့ရတယ်။အဲရွယ်တဲ့ကခေါ်လာတာလေကျွန်တော်တို့။နှစ်လား။နှစ်လားတော့ကြော်ပြီ။ကျွန်တော်အမေလက်ထက်မှနေနေတယ်မနေကျွန်တော်လက်ထက်မှနေတယ်။သူတို့ကဈေးရောင်းတယ်။အခုလက်ရှိအဲ့မျိုးသမီးနဲ့ရောကလေးပိုင်ရှင်ပေါ့နော်အဲ့မျိုးသမီးနဲ့ရောမောင်လေးနဲ့ရောလက်ရှိတရားဝင်ပေါင်းသိနေပါသလား။ ဟုတ်ကျွန်တော်မိန်းမနဲ့ဟုတ်ကဲ့ပေါင်းတယ်ကျွန်တော်မိန်းမနဲ့ကျွန်တော်ပေါင်းတယ်အဲ့ဒါဆိုရင် तू ကအခုအမားတို့ဒီမီဒီယာတွေမှာတက်ထားတယ်နော်ကလေးလေးပိုက်ရှင်မျိုးသမီးလေးရနော် तू ကဒီမျိုးသမီးကိုပထမ तू လိုက်ပြောထားတာလေ तू ကလေးကပြတ်သွားပါတယ်ခေါ်သွားပါတယ်ဆိုပြီးတော့နောက်ပြီးတော့ဒီကလေးလေးကိုမနဲ့ခေါ်သွားတယ်နေကင်းလာပို့တယ်ကျမတို့အဲ့ဒါပဲသိရတယ်ဆိုပြီးတော့ तू ကပထမပြန်ပြောထားတယ် ပြောပြီးတော့ဗာနောက်ပိုင်းစတာပါတဲ့အခါမှာဒီကလေးလေးကဒီကလေးလေးကဒီတော်ရခိုင်မကိုရင်းနှီးတဲ့အတွက်ဟိုအမေလိုလက်ခေါ်တယ်နော်အမေလိုလက်ခေါ်တယ်အဖွားလိုလက်ခေါ်တယ်ဆိုပြီးတော့သူဝန်ခံထားတယ်နော်ဝန်ခံထားတဲ့အပေါ်မှာနောက်ပြီးတော့ဒီကလေးလေးကဒီတော်ရခိုင်မကအခုသူပြောထားတဲ့အပေါ်မှာပေါ့နော်ဒီနေ့ကင်းနေ့ကင်းလာလာပို့တယ်ဆိုတဲ့ဟာကသူပြောထားတဲ့စကားလေးအရှင်းတော့မင်းကြီးဟဲ့လေမဟုတ်ဘူးခေါ်တာအခုကျွန်တော်မေအဝတ်လျှောက်သားမယ်ဒီကလေးကိုသူတို့အိမ်မှာဝင်ခေါ်တယ်ဟိုသူလိုလဲတိတူလိုသူလိုမတိတာလဲရှိတယ် နော်အခုအဲ့ဒါဘောလိုင်းမှာဖြစ်နေကြတဲ့ဟာကိုခေါင်းလေးအဲ့ဒါလေးကိုဒီစာရှင်းပြဘုံသိခါဆိုတာရှိတယ်အမပြောတာမရှိလို့ပြစ်မှုကိုကျူးလွန်ပြီးလိုက်တယ်နော်ဒါအမတို့လက်ခံအញ្ញဆောင်ဝင်နေရေးကိုယ့်ရဲ့သားသမီးမနာကိုခက်ခဲကြောက်ရှိနော်ဒါမျိုးဒါကိုကြီးမားတဲ့အပြစ်မှုတွေအတွက်အမတို့လက်ခံတယ်ဒါကိုသက်ဆိုင်ရာကဥပဒေအရအမပိုင်ရှင်ရမီးလို့ကောင်းတဲ့သူဥပဒေအရအရေးယူလိုက်စေနော်ထိုက်တဲ့တဲ့ကောင်သူကတကယ်လို့တရားဆွဲလာလို့ရှင်သက်သူခံသူပြစ်ဒဏ်သူခံပါလာတဲ့ဥမာကိုမတို့ကဝင်ပါလာတာခလေးငယ်လေးအဲ့ဒီခလေးငယ်လေးပါလာတဲ့အတွက်ခလေးငယ်လေးကိုနိုင်ကျစီနေ ောက်ပြီးတော့တိုင်မှာကျိုးထုတ်လိုက်ဟာလားတက်တိုင်မှာကျိုးထုတ်လိုက်ဆိုပြီးတော့လုပ်တဲ့ခါမှာဒီတော်ရက်ခိုင်မဆိုတဲ့အမျိုးသမီးကကလေးကိုထိမှာဆိုသူမိခင်တယောက်အနေနဲ့မိခင်ပုံစံသူရဲ့တကယ်သားသမီးလိုပုံစံမျိုးကသူကကာဝယ်ဆောင်ချောက်တဲ့ကာဝယ်ခဲ့တယ်ဟုတ်လားကလေးကိုထိမှာဆိုသူကလေးကိုအထိမခံတယ်ဒါကဘလို့ပဲဖြစ်ဖြစ်လေသူမိခင်တယောက်မဟုတ်ပေမဲ့သူတကယ်ဒီပေါ်မှာဒီကလေးပေါ်မှာသူတောင်းပန်ချေစွမ်းနဲ့သူကာဝယ်ခဲ့တယ်အဲ့ဒါကိုတစ်ဖက်ကနေမိမဲဆရိုက်ဆန်သွားနဲ့ဒီပေါ်မှာဟိုတက်တိုင်ပေါ်မှာနေကူချဲတဲ့မှာကျိုးထုတ်ခဲ့တယ်ဟာလားရင်ရွေးမှုနဲ့နောက်မယ်ဆိုပြီးချိန်ရောက်ခဲ့တယ်ဒီကလေးက စိုက်တင်ရရသွားမယ်အဲ့ဒါကြောင့်မလုံးတဲ့မတိကလေးကလည်းလက်ရှိဒီအပေါ်မှာပြမှုကျွမ်းလန်းတာမဟုတ်တဲ့အတွက်အမတို့ကဒီမိမဲဆိုင်ရိတ်ဆန်တဲ့အလုပ်ကိုလုပ်လာတဲ့တော့ကအမကတော့ဝင်ပါလာခြင်းဖြစ်တယ်။ဟိုပြမှုကျွမ်းလုံပြီးတော့ဒီခိုးမှုကိုကျွမ်းလုံခဲ့တဲ့လူကအမတို့ကကာဝယ်ပေးတာမဟုတ်ဘူးနော်။သူ့ဥပဒေရသသူခံလိုက်စီအမတို့လုံးဝမကူညီဘူးတာပေါ့နော်။အခုကအခုကလေးကတော့တော့ရခိုင်မကကိုးသွားတယ်တနေ့နှစ်တောင်းလဲလို့ဘာလို့မိလို့ဆုံးနဲ့ပြောနေကြတယ်။အဲ့ဒီကတော့အမတို့ကဒါဖြည့်ရှင်းနေတာ။အမှန်တရားကိုပြောကြတာ။အာတနေ့ကိုနှစ်တောင်းနဲ့လည်းမငားဘူး။ကိုးသွားတာလည်းမဟုတ်ဘူး။ ဒါ line မှာသူတို့လျှောက်ပဲပြီးပြောကြတာအကုန်လုံးပတ်ဝန်းကျင်တည်တယ်ကျွန်တော်ပြောတာမှမယုံဘူးဆိုလို့ချင်းကျွန်တော်မိမကျွန်တော်မယ်ပါသမီးပေါ့သူ့ရဲ့အမေကိုလိုက်ရှိလိုက်မေးလို့ရတယ်ခလေးအမေရဲ့အမေရဲ့အမေလက်ရှိအပေါ်တော်တနေ့ရတယ်ဒီရပါမှာပါတယ်ခလေးအမေရဲ့အမေအမောင်လေးမျိုးသမီးလက်ရှိလိုက်မေးလို့ရတယ်ကျွန်တော်ပြောတာသူပြောတာနဲ့ကျွန်တော်ပြောတာနဲ့မှားခဲ့လို့ရှိရင်ကျွန်တော်ကြိုက်လို့လုပ်လို့ရအခုဟိုဟာဘယ်ရခိုင်မှာပဲရောက်နေပါလေကျွန်တော်အခုဟာနှစ်တိုင်းရစက် 在干啥扩大嘞？哎，侬那也扩大吧嘞？哎，扩大怎样了？今朝没新，今朝变化哩。没新来过啦？没那是，古几年没那么扩大了。今年的也扩大。今年也扩大嘞？今年是也得干，那说的今年不喏，那说的今年本身那个在干啥扩大吧嘞？古来新来过，古来也得扩大。本身那个嘛，古。就那岭南这边，就那岭南这边，我说没有啦不喏，说没有啦，古第第年才扩大嘞啦，古第年那说的今年嘛。哎，都这些没没哪来，爸妈没对呀的，古在干扩大哪的，爸妈没对呀。哦，岭南那边也有来，也有来，比如嘛，古边扩大啦，都都。 ခုအနေထားသတင်းပါကြားသေးတယ်ပြန်လာပြီပြန်လာပြုတ်ကျင်းတယ်ဟုတ်လားကျမတို့ကအခုလာရတာကအမှန်တရားတော့ဟွာကလေး PA ရောကလေးအမေရောကျွန်တော်အမေရောအတူတူပြန်လာတာဟုတ်ကဲ့ပါကျမကအခုအမှန်တရားပေါ့နော်အမှန်တရားတော့ကိုလာတာခိုးတဲ့သူကိုကျမတို့ကကာကွယ်ပေးတာမဟုတ်ဘူးနော်ဒီကိစ္စမှာခိုးတဲ့သူကိုကာကွယ်ပေးတာမဟုတ်ဥပဒေအရသူထိုက်တဲ့တဲ့ပြစ်တဲ့အောင်ခံဟုတ်လားဒါပေမဲ့တစ်ဖက်မှာကဒီပိုင်ရှင်ကမင်းမဲ့ဇယိုက်ဆန်တော့ဒါဆက်လို့မဖြစ်ရဘူးနော် เนาะအခုအခုနောက်ဆက်ကလေးပေါ့เนาะကျမတို့ကဒီခိုးတဲ့သူကိုကျမတို့ကာဝယ်ပေးတာမဟုတ်ဘူးเนาะကာဝယ်ပေးတာမဟုတ်သူ့ဦးရင်နဲ့သူ့ရဲ့သူ့အရေးယူပဲစတက်ဆိုင်ရတဲ့ဦးရင်နဲ့အရေးယူပဲစဒါပေမဲ့တစ်ဖက်ကအခုခံရတဲ့ပိုင်ရှင်ကဟိုဒီဦးရင်မင်းမဲ့ဆဲရိုက်ဆန်မှာလုံလိုက်တဲ့အတွက်သူ့ရဲ့ဒေါသအရာမင်းမဲ့ဆဲရိုက်ဆန်မှာလုံလိုက်တဲ့အတွက်ကျမတို့ကဒါကိုအမှန်တရားဖြစ်စေဖို့အတွက်ကျမတို့နိုင်ငံမှာဒါမျိုးလုပ်လို့မရပါဘူးရှင်ဦးရင်နဲ့ ့ဥပဒေမဲ့တဲ့အတိုင်းပြည်မှုတဲ့အတွက်ကျွန်မတို့ကဒီဟာကိုလိုက်ပါပြီးဆောင်ရွက်ခြင်းဖြစ်တဲ့အထူးသဖြင့်အပြစ်မဲ့တဲ့ကလေးနော်ဒီကလေးပေါ်မှာလုံလာရတဲ့အတွက်နော်ကျွန်မတို့လိုက်ပါပြီးဆောင်ရွက်ခြင်းဖြစ်တဲ့အခုဒါအခုကလေးမေးလည်းမရှိသေးဘူးနော်မိပါတယ်မိပါတယ်ပြီးလို့ရှိရင်ကျွန်မတို့မေးပါတော့အဲ့မေးမြန်းပါမှာနော်ဒီဟာကိုဒီကလေးနဲ့ပတ်သက်ပြီးတော့အမှုတွေလုပ်ချင်လားကလေးတို့ညာဥပဒေရအမှုလုပ်ချင်လို့ရှိရင်ကျွန်မကဥပဒေအတိုင်းကိုကြီးလုံဆောင်ပေးသွားမယ်ကိုကြီးဆောင်ရွက်ပေးရမယ်လိုအပ်တဲ့ဒီရှင်းလေးပါတယ်ဆာကျွန်မတို့ဘက်ကအပြည့်စုံကဟိုဒါကကိုကြီးဆောင်ရွက်ပေးသွားမယ်နော်ဒါပေမဲ့ကလေးကိုပဲကျွန်မတို့က လေးနဲ့ပတ်သက်တဲ့ကိစ္စကိုပဲကျွန်မတို့အခုညီဆောင်ရပေးမှာနော်ဒီဒေါ်ရခိုင်မကျူးလွန်ခဲ့တယ်ဆိုတော့ဟိုပိုင်ရှင်းကပြောထားတယ်နော်သူက CCTV မှတ်တမ်းမှရှိတယ်ဆိုတော့ခိုးထားတဲ့ခါဒီခိုးမှုကိုတော့ဒါကျွန်မတို့ကအခုညီဆောင်ရပေးမှာမဟုတ်ဘူးတပတ်ကတရလူကတရားအမှုဖွင့်ပြီးတော့သူလုပ်တဲ့ခါကိုတားတဲ့နဲ့တစ်တံကိုတတ်သူခံရမှာသူလုပ်ခဲ့တဲ့တံကိုသူခံလိုက်စေဒါဒီပိုင်းမှာကျွန်မတို့အခုညီမှာမဟုတ်ဘူးနော်ဟိုဥပဒေအထက်မှာမြည်သူများမရှိစေရကိုလုပ်ခဲ့ရင်ကိုခံရမှာ

ိုအမကြီးဒီအခုဒါမှဒီအခွက်မှနေတဲ့သူဆိုတော့လေနာမည်လေးတစ်ချက်ကဗနီလာပါဗနီလာနော်အခုဒီဒေါ်ရခိုင်မနဲ့ပတ်သက်တဲ့သတင်းတွေကိုအပြင်မှာအခုကြားနေရတာမှတို့လည်းသိကြပါဘောနော်ဘုံမှုဖွင့်ရမှာဒီမီးမွေးဆောင်လည်းအခုပြောလာတဲ့ပုံမှာကျမတို့ကိုဘယ်လိုများဒါလေးကိုအမှန်တရားကိုကျမတို့ကိုဟိုပြည်သူတွေသိအောင်ပြောပြပြပါရှင့်မှန်တရားဆိုတာတော့သူကအပြင်မှာလှုပ်ရှားတယ်လို့တော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ခတ်တယ်မှာမလှုပ်တာတော့ကိုကသိတယ် အဲ့မှာသူအပြင်မှာကျွလုံခဲ့ပါသလားဒါကဘာလို့ပြန်မူကမသိဘူးကမသိမသိဘောနော်သူကစတာနိုင်တရားလို့မြင်လာတော့လို့သွားတယ်ဆိုတာအဲ့ဒါအခုမှပဲသူဒီအခုဒေါ်နီလာဒီရက်ကထမှာဆိုသူကလို့စားတယ်လေသူကအဲ့ဒီဟောသွားရမှာဟိုဒီဒေါ်ရခိုင်မှာသူကလို့စားလာမှာအေးရင်တော့အဲ့ကလေးလေးနဲ့နေတယ်နောက်အခုကတော့ခနေသူပြရောင်းလို့နော်ဒါခေါင်းရည်ပြအဲ့ဒီလေအခုလက်ရှိဒီဒေါ်နီလာဟော sorry ဒီဒေါ်ရခိုင်မှာနဲ့နေတာအမိုင်းနေလာဟောဘယ်နှယောက်ရှိလဲ ်ဟိုနေနေသူ့မိလေးတွေရှိတယ်ရှိတယ်ဗျာအများသူနဲ့တူနေပေါ့လက်ရှိအခု၂ရက်၂ရက်ပဲကိုတွေ့တယ်အကြောင်းကသွားနေတော့လေအကြောင်းကသွားနေတယ်ဘယ်ဘယ်လောက်လဲရှိတယ်17နှစ်တရားဗဒန်းတရားဟုတ်လားဟိုကြောင်းကြောင်းလေးရောက်ကြလေးတယောက်မင်းလေးတယောက်ပေါ့နော်ဒီအခုအခုလက်ရှိသူအမှုဖြစ်ပွားစဉ်မှာဖြစ်ပါလာတဲ့ကလေးလေးရောကလေးလေးကကျတော့သူ့ဘယ်လိုခေါ်မလဲမီးတော့မီးပဲဒါပေမဲ့အရင်မဟုတ်ဘူး မင်းသူ့ရဲ့ကူတာဒီဒီဒါလာကဒီတော်နဲ့ကူတာခိုင်မတဲ့မိမပါလာတဲ့ဒီမောင်လေးယူထားတဲ့မိမမိမနေပါလာတဲ့သမီးမရပါသမီးမရပါသမီးရဲ့ငွေထားတဲ့ခလေးတဲ့နော်အဲ့လိုတော်လားအဲ့တော့ဒီ